ပါလာပါဗျာရွှေခွဲသခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခန်းစားမှတ်လားပါဝဲဘက်ကခန်းစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးမြာဗျာဒါသခိုးလားမှတ်လားပါဗျာသခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မှတ်လားပါကလေးသခိုးပါဗျာ 嘛，好肥嘛，乌龟肉。我水嫩多，个水果嘛，好养活。嘛，那把人不老惦里讲水果去嘛，好嘛，天嘛不龟肉，干干干水果，晒晒晒，来到所谓的水果果子来。提水果是提个来果子嘛，好吧？对呀，是啊。嗯，嗨，美女姐。 ဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွမလာပါဘုရင်ကိုတော်မြတ်ကြီးဖျားဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဖျားဟဲ့ကလေးရွှေနှန်းတော်ကြီးတဲ့ဝင်နိုင်မလားကွယ်လူမစွန်နှက်မှလို့စကားရှိပါဖျားဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဘူးဖျားမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွယ်ဘုရင်ကစာကိုတွေ့လို့ပြောနေတယ် ဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဗျာဘုရင်ကိုတော်မြတ်ကြီးရွှေလန်းတော်လွင်မှာနေတဲ့ကိစ္စဘုရားကျင်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလဲဘော်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ရောက်ဒီကလေးခိုးတာအတိအကျသိလို့တတော်ဥတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘုရင်မင်းမြတ်ကြီးဘာလို့တက်သေးရှိတယ်လဲဗျာအေးအေးအေးတက်သေးရှိမရှိမင်းတို့သိရင်ရောက်ရောက်ဒီမှာကြည့်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မြတ်မြင်မှုဗျာ ဩဒီအမတ်ဒီကန်းနေထင်ပါရဲ့ကိုသူမြင်မလားကွဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်စမ်းမင်းတို့အမတ်တီကြည့်မြင်မို့ခင်ဗျာဟာဒီအမတ်ဒီအကုန်ကန်းနေထင်ပါရဲ့လာတတ်တို့ရှင်ကြီးလာစားမြင်ရလားဒီမှာရေးထားတာမြင်နေဗျာဘာမြင်တော့ရှုပ်ွက်ကြည့်ဗျာအာဒီမရှိတရှင်ကြီးနဲ့ဟာဘယင်းနဲ့သွားပါဒီပါဒီဖြစ်လား အရှိခွတ်တော့မြင်လာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာအင်းငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်တာဗျာကြီးချွတ်ကမင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘက်နဲ့ရောက်ရောက်ကျုပ်အဖေနဲ့အမေက ထမင်းလာကျွေးပြီးတော့ထားပြခဲ့ကြတာပါခမညာဘယင်ကိုဖះကျွန်တော်မျိုးတွေပါဒီကလေးတင်တတ်ဖို့ကြုတ်ဖယ်ပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘယင်ကသတ်ချင်လဲသတ်ပြောမှပြောတတ်ဖယ်ဒီတိုင်းပြောမှာပဲကလေးကိုဟေးဘယင်ကွာဘေးကအမတ်တွေကဖះကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဖះလို့ပြောကွာဗျာ ကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမင်းလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေဒီကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာအာဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့ဟဲ့ဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးသွားရန်လုံနေလို့ကွယ်ကလေးသမားကသူ့စကားနဲ့သူ့ပဲပြောမှာဗောနားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ဗောပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေး ဗျာမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့လားဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲခင်ဗျာအိမ်မဲခင်ဗျာอืมတန်တော့တန်တော့ဒီကိစ္စ ငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလောက်ကန်လုပ်စားထင်းခုတ်တယ်ခင်ဗျာအော်ထင်းခုတ်စားတယ်ရှင်ရသာတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်အကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီတီကလေးခိုးသည်မဟုတ်ပါ ကြီးခိုင်းတော့လည်းအကုန်လုံးအကံပါမှမြင်ရဘူးငါတို့ရဲ့တဆူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စသမ္မာသံဗုဒ္ဓသုံးလောကထောသာတပ်ပြညုံမျက်စွာဖះမှာဖြင်းရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတုံပြောမနဲ့ဆိုဟောမိမနှစ်ပါးရောက်မလာပါဗျာမလာပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးမေးတခိုးကြီးရောက်လာကြောင်းပါဗျာ။အော်မြက်နဲ့လို့အားရပါလားမင်းတို့ဟာ ရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပလားမှန်လားပါရှိတော့ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်သမားလင်မသာပင်တို့တွေသည်တင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်ကလားမဟုတ်ပါဗျာတားကလေးအမတေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာ ဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစားတင်းကျိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားကြီးရွာထဲသို့ဝင်သွားကလေးကိုလှဲအောင်ပိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေဘရားလျှောက်သလုံးဒုသားလေးသေးသလားရှင်သားလေးမသိဆိုပြီးတော့တညလုံးပူ ဒီလိုပူနေရမှာမနမိုးလင်းတော်ရွှေလန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှားတဲ့တရင်ကြားသီးရကြောင်းပါဗျာနောက်သားလေးကိုဖုံးသွားတယ်ဆိုတာလေတိလို့လိုက်လာကြကြောင်းပါဗျာမှတ်လားပါဗျာဖခင်ကျွန်တော်မျိုးကြီးပါရွှေလန်းတော်တွေအဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရဲကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့တတော်ဦးတင်လိုက်တော့ အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကတော်ဥတင်နဲ့မှန်လားပါဗျာဒီကိစ္စအကြောင်းထူနေပါဖြင့်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံများမွေးတဲ့ကြောင်းပါဗျာအေးဒီပုံနာလေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မျက်စွာဖရမသားလေဒီကိစ္စအလုံးရှင်းအောင် ဖြေကြတော့မှုတိုင်းဖြစ်ပြီလာဖရကျောင်းတော်သွားမယ် ွှေခွက်ကြီးကင်ပြီးဘုရားကျောင်းတော်သွားမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကွဲတော်တင်းနေကြဖြစ်တဲ့ရွှေခွက်နဲ့ကွဲတော်စာပျောက်ဆုံးသွားတော့ခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောသဲဘော်ကတွေ့ခဲ့ကြောင်းပါဗျာဟဲ့ဒါကတော့ဒီရွှေခွက်တည်ဒီကလေးခိုးသည်မဟုတ်ပါ ဘုရင်ကြီးအာအာပင့်သွားတယ်ဘုရင်ကြီးအာအာပင့်သွားတယ်တင့်ရောဘောသူအွှေခွက်ကြည့်ထားတာဒီရွှေခွက်ဒီဒီကလေးခိုးစီမဟုတ်ပါဆိုပြီးတော့ဘလူးခန့်လိုက်တဲ့စာကိုဘုရင်ကြီးကတိထားတယ်မြတ်စွာဘုရားကမကြည်သေးပဲနဲ့ဒီရွှေခွက်ဒီဒီကလေးခိုးစီမဟုတ်ပါလို့မိန့်တော်မူနေတယ်ကြတော့တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တွေ့တွေ့လဲအားထားနေရတာပေါ့အားထားနေရတာဘောပိဿဟာ ဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးဒုဗရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုတော်မြတ်မိတ်တော်မူနေပြီကွာဟာဘုရားပြီးပြီးတော့လားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲအာမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီစုခွေကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိဘဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ ဒါပေမဲ့လို့လေဗုဒ္ဓတရားကို လေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သူအကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပိဿမလေးမစားနဲ့ဖယားဆိုတာဒီပင်လည်းမယုံကြည်တဲ့ပုံကများအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်။ကျွတ်တို့ကိုးကွယ်နေကြတဲ့ပုံကများသီပြီးသားပုံကတွေကဒီအကြံမရှိပါဘူး။ညောင်ဖယားကိုတော်မြတ်ကတကားတော့တိရှိကွယ်ဒီကလေးခိုးတာမဟုတ်ဘူး။မှန်လားပါအမိတ်ရှိတော်မူပါဖယားလို့ဆိုတော့မှဖယားကိုတော်မြတ်က တခါတော့ဗိမိသားကဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇာတ်ကြောင်းဖခင်အကုန်ကြံဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစာစာမလို့ဆွဲစာမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်ဇာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တခါတော့ဗိမိသားက ကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူးကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွဲ့နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွဲ့မှာရေးထားတဲ့ဒီရွှေခွဲ့ဒီဒီကလေးခိုးသည်ဘုရားဆိုတာတမာဒိဋ္ဌိဘလူးကတသိခတ်တာဘေမိသားရာမင်းသားမြန်မာပြည်ဘသူမှမမြန်မာစေတည်းလို့တသိခတ်တာဘုရားဒီလိုမိန်လိုက်တော့အမတ်တရားပြုံးလာတာကိုင်းကွာအဋိဌံတို့ ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းညီမရဲကွာဖယားမရှိတော့မှအဓိဋ္ဌံလို့တယ်ကွာဘယင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမျက်စောဖယားကမိန်တော်မူပြီးတော့ကမငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနှုတ်တတိဖယားကိုသတိရခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မိသည်ကွယ်လို့ သောကဗုဒ္ဓံပပုဇန္တိသရခေါရမသာဝကရေတံဒီဝါစရတောသနေစံဗုဒ္ဓကတာတတိရေသာကျင်းသူတို့အတိဝါစနေ၌၎င်းရတောသညင်အခါ၌၎င်းနေစံအမြင်မပြဗုဒ္ဓကတာဖယားကုံကိုအာယုံပြု၍ဖြစ်သောတတိအောင်မေခြင်းတတိသည်အထိရှိ၏ခေါရမသာဝကခေါရမလွယ်ဝမြတ်စွာဘုရား၏တရားနာရ ယခုတောကဖြစ်ကုန်သောတေထိုသူတို့သည်တရအခခသိတ်ပုပ္ပဗုဒ္ဓံအိတ်နေတော်လဲကောင်းစွာလို့ခြင်းကိုပပုံစံတိနိုးကြကြလေကုန်တော်သတည်းအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပြည့်တတ်ရေအဲ့ဒီဒေသနာတော်နာကြရသဖြင့် မောင်လာချောလေးရဲ့အဖေမောင်လာရဲ့အမေမချောရဲ့သားလေးမောင်လာချောရဲ့၃ယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါတယ်ဗျာကိတာကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထိခုံဆိုင်ရတဲ့ဒုက္ခတွေနွမ်းလွတ်လွတ်ပြန်ဖန်ရတဲ့ဒုက္ခတွေတားလည်းခွဲရတဲ့ဒုက္ခတွေ တောင်းလေကလည်းအဖေနဲ့ခွင့်ရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘုသူကြောင့်လဲလို့ပရိယေတနာဝန်စာစားရဝူရနေဓာရီအတွက်တနည်းကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝှချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဓာရီအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းတစ္ဆာကြောင့်တို့ဒီဒုက္ခတွေဖြစ်ပြီး အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမုဒိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမ္မာဒိဋ္ဌိအစမက္ကသစ္စာလို့မက်နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖိုးပေါ့ယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန့်လို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကို ပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုတတ်၍និရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကိုသာမိသဗ္ဗသုံးရောက်စလုံးအာသဝကုခယဟန္တာဖြစ်၍မြင်မောက်ပြုကြရလေကုန်တော်သတည်းတိုင်းပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကပါရှောင်းတော့ဘလူရှောင်းယုံနေမကဘူးဘာတွေဆက်ရပွဲတော်စာဆက်ရ မှန်လားပြိဿကြီးတာဝတိပြေမွန်ဇေရဝန်ကျောင်းတော်မှာဖရာသရင်သုံးနေတုံရာဇဂျိုမြို့ကတာမိတာဖတတွေပါဗျာအခုဗုဒ္ဓဂုံကြောင့်ဘလူးရှောင်ဆိုတဲ့ဇက်လန်းကလည်းဒီကနေ့နာကြီးပြန်တစ်ချက်ထိုးကနေချိန်မှာနေထိုင်ကြပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်ကခုနှစ်နာရီတိတိကကျုပ်စားပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှမြတ်တတ်တာချမ်းသာကိုစိတ်မြဲပါစေ အာလောယလိကကြွရောက်လာကြတဲ့တရားနာပြည့်သက်ကြီးချမ်းသာကြပါစေအာလောကိုယလိညာကြွရောက်လာကြတဲ့တရားနာပြည့်သက်ကြီးချမ်းသာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလည်းရင်ခြေရင်းနဲ့ဖုံမုန်းစိတ်တွေ့ပြစ်ပြစီစီဆောင်မိပြီလို့အင်္ဂါဌာနသို့နိဝတ္တသူသီးခံရတာပြန်ကြပြီတော့ပိဿကြီးသီးခံနိုင်ရဲ့လား တီးခံပြီးပြန်ရခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုကိုကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနှဲ့သွားပါပြီ၁၂နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးထိုင်းနေကြတဲ့ခင်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနေ့ဖြင်ကတော့ခုနှစ်နာရီကစမှာမဟုတ်လို့ဒီကနေ့တော့တီးခံပြန်ကြမနေ့ဖြင်ကစောစောလေးစလိုက်မယ်ဗျာခုနှစ်နာရီဆိုရင်ပလင်တက်တော့မှာပါ ။အော်စောပါသေးတယ်။ကြာလီကံတရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာ။ဒါကြောင့်နေဝတန်သူသီခံရတာပြန်ကြပြီတော့နေဝတန်သူမေတ္တာရေးပက်ခါဖြောင်းလိုက်မယ်။ပြစ်ပရာတွေဝေးရကမြန်းစီရော။ချစ်သရာဆွေကလျှောက်မီကိုစိတ်နဲ့များချမ်းသာစွာဖြင့်မှန်စွာမသွေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း။